မင်္ဂလာပါရှင်မတ်လ22ရက်နေ့အတွက်ညနေခင်းသတင်းစီစဉ်ကနေတင်ဆက်ပေးမှာကတော့မြမအရေးတရုတ်ကြားဝင်မဆွတ်ဖတ်ဖို့လာရှုမြို့မှာဆန္ဒပြတဲ့သတင်းညာဦးမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထိုင်းမှာကလေးတွေအပါအဝင်တရားမဝင်မြမရွှေ့ပြောင်း18ဦးဖမ်းခံရတဲ့အကြောင်းရန်ကုန်ပြည်လန်းပေါ်ကစစ်ကောင်စီတပ်စစ်စေးရေးဂိတ်နဲ့စခန်းကိုစီးနှင်တိုက်ခိုက်တဲ့သတင်းဒါရီကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင် မြမအရေးမှာဂျာဝင်ဆွတ်ဖက်မှုတွေမပြုတ်လို့ဖို့တရုတ်အစိုးရကိုစန့်ကျင်တဲ့လှုပ်ရှားမှုကိုကိုကန်တက် MNDAA သိမ်းယူထားတဲ့ရှမ်းပြည်မြောက်ပိုင်းကလာရှုမြို့မှာပြုတ်လုခဲ့ကြပါတယ်။မနေ့ည9နာရီလောက်မှာတရုတ်အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုကိုပြုတ်လုခဲ့တာလို့လာရှုမြို့ကန်တဦးကပြောပါတယ်။ဘေကျင်းအစိုးရကိုစန့်ကျင်ကြတရုတ်အစိုးရစန့်ကျင်ကြဂျာဝင်ဆွတ်ဖက်မှုများချက်ချင်းရက်စတဲ့စာတွေကိုလာရှုမြို့နေရာတချို့မှာလိုက်ကပ်ပြီးလှုပ်ရှားမှုပြုတ်လုတာပါ။ လာမဲ့ကျော်လာမကုန်ခင်လာရှုကနေ MNDAA တက်တွေတရုတ်ရဲ့ဖိအားကြောင့်ဆုတ်ခွာရမယ့်သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုလှုပ်ရှားမှုကိုတွေ့လာရတာလည်းဖြစ်ပါတယ်။ရှမ်းမြောက်ကိုစစ်ရေးကုတ်ခဲ့တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေဆက်ရာလာရှုမြို့ကိုပြီးခဲ့တဲ့နေ့ဩဂတ်လ3ရက်နေ့မှာ MNDAA ကအပိသက်တည်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအပြစ်ရပ်ဖို့အတွက်တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ MNDAA နဲ့စစ်ကောင်စီတက်ကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုအောက်မှာ MNDAA ဟာလာရှုကိုသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်တာမတွေ့ရတော့ပါဘူး MNDAA ကဖွဲ့စည်းထားတဲ့လာရှုမြို့ပြည်လဲထူထောင်ရေးအဖွဲ့မှဆောင်ရွက်နေသူတွေကတော့လာရှုမြို့ကိုတော်လှန်ရေးအဖွဲ့တွေရဲ့အသက်သွေးချွေးများစွာရင်ပြီးတိုက်ယူထားရတာဖြစ်လို့ MNDAA ကစစ်ကောင်စီကိုလွှဲပေးမှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်ဒါပေမဲ့ MNDAA ဘက်ကတော့လာရှုကနေစုတ်ခွာရမယ်ဆိုတဲ့သတင်းထွက်ပေါ်နေတဲ့အပေါ် အများပြည်သူစီတရားဝင်ရှင်းလင်းထုတ်ပြန်အသိပေးတာမျိုးတစုံတရာမရှိသေးပါဘူးရှင်။မန္တလေးတိုင်းညာဦးမြို့နယ်ငတရောက်မြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတတ်ခတ်ရမှာစစ်ကြောင်းမှုအပါဝင်တိုက်ဆုံးထိခိုက်သူများပြားပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့ညာဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။တမ88လက်အောက်ခံညာဦးမြို့အခြေဆိုင်ချင်းမြန်တက်ရင်ခမရ435ဟာ စစ်ကြောင်းနှစ်ကြောင်းနဲ့ငတရောက်မြို့အနီးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ငါတရောက်ရှိဘတ်ချန်ဒေတာဝင်လာတဲ့စစ်ကြောင်းကိုတော့မတ်လ14ရက်မှာတော်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာလို့ညာဦးပကဖတာဝန်ရှိသူကပြောပါတယ်။ရှီဟောင်းရင်ကျေးမှုအမွေအနှစ်တွေရှိတဲ့ပကံညာဦးဒေတာမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်နိုင်ခဲ့တာဟာဒါပထမဆုံးကြိမ်လည်းဖြစ်ပါတယ်။ခက်မှန်းကြီးအင်အား80လောက်စီပါတဲ့စစ်ကြောင်းနှစ်ကြောင်းတည်းကတစ်ကြောင်းကို ရှားဖြတ်တိုက်ခိုက်တာလို့ညောင်ဦးပတ်ကဖတာဝန်ရှိသူက People Spring ကိုပြောပါတယ်စစ်ကောင်စီတပ်ဘက်ကထိခိုက်သိဆုံးသူများပြခဲ့ပြီးတပ်တွင်သတင်းပေးရပြောပြချက်အရသိဆုံးသူ80ကျော်ရှိတယ်လို့ညောင်ဦးပတ်ကဖကဆိုပါတယ်စစ်ကောင်စီတပ်သိဆုံးထိခိုက်အခြေအနေနဲ့ပတ်သက်လို့ People Spring ဘက်ကတော့တိကျအတိမပြုနိုင်သေးပါဘူးအဲ့ဒီစစ်ကြောင်းရဲ့စစ်ကြောင်းမှုဗိုလ်ကြီးလှဝင်းနိုင်ဆိုသူသိဆုံးသွားတာကြောင့်တော်လှန်ရေးတပ်ဖွဲ့ကအ धिक အားတာခဲ့တာလို့ညောင်ဦးပတ်ကဖတာဝန်ရှိသူကပြောပါတယ် ပြီးတော့တိုက်ခိုက်ခံရတဲ့အဲ့ဒီစစ်ကြောင်းမှာညာဦးမြို့နယ်ကခေါ်ယူစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတစ်တွေနဲ့စစ်တပ်လက်ဝေခံပြူစောထီတွေအများပြားပါဝင်တယ်လို့သိရတာပါတိုက်ပွဲဖြစ်တဲ့နေ့ကလေရင်လာပြီမဲ့လေချောင်းတိုက်ခိုက်ခဲ့တာတော့မရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့တိုက်ပွဲအတွင်အထိနာတဲ့စစ်ကောင်စီကတပ်အင်အားဖြည့်တင်းပြီးစစ်ကြောင်းထိုးတာဆက်လက်ပြုလုပ်နိုင်ခြင်းရှိတယ်လို့ညာဦးပကဖကသုံးသပ်ထားပါတယ်ရှင် ကလေးတွေအပါအဝင် ထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်လာတဲ့မြန်မာ၁၈ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ပါရယ်။ကန်ချနာဘူရီပြည်နယ်တဲကစံခလာဘူရီမှာမတ်လ20ရက်ညတကောင်ကျော်ကမတင်းကားဆရာပစ်ကပ်ကားတစ်စီးကိုထိုင်းအနာပိုင်တွေကတားဆီးခဲ့ပါရယ်။ပေါင်ဖာဖုံခရိုင်ဘက်ကိုဦးတီမောင်းနေတဲ့ကားရဲ့ယာဉ်မောင်းကရက်မပေးဘဲမောင်းပြေးခဲ့တာကြောင့်ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအနောက်ကနေအပူတပြင်းလိုက်သွားခဲ့ပါရယ်။တိတ်မကြခင်မှာတော့စံခလာဘူရီရဲ့ ငွန်လူခရိုင်ခွဲကျေးရွာအမှတ်၃နာမှရှိတဲ့စမ်းကြောင်းတစ်ခုနာတောဆက်မှာရပ်ထားတဲ့ကားကိုထိုင်းရဲတွေကရှာတွေ့ခဲ့ပါတယ်။ရှင်မောင်းကကားကိုစွန့်ခွာပြီးခြေလင်းထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ကားထဲမှာတော့ကြက်ကြက်တဲတဲစီးနဲ့လိုက်ပါလာတဲ့မြန်မာနိုင်ငံသားအမျိုးသား၃ဦးနဲ့အမျိုးသမီး၁၄ဦးကိုရဲတွေကရှာတွေ့ခဲ့ပါတယ်။အဲ့ဒီထဲမှာအရွယ်မရောက်သေးတဲ့ကလေး၆ဦးပါဝင်ပြီးအငယ်ဆုံးကတစ်နှစ်အရွယ်သာရှိသေးတယ်လို့သိရပါတယ်။ သူတို့အားလုံးကိုစွန်ခလာဘူးရီရဲစခန်းစီခေါ်သွားပြီးစစ်ဆေးမေးမြန်းတဲ့အခါထိုင်းကိုတရားမဝင်ဝင်လာကြဝန်ခံခဲ့တယ်လို့ဆိုပါတယ်။သူတို့ကထိုင်းမှာအလုလာလုခွင့်ရဖို့မြန်မာပွဲစားတအူးကိုတရားဘတ်တပေါင်းစီပေးခဲ့ရတယ်လို့ထွက်ဆိုပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာအခုဖြစ်စဉ်ကိုနောက်ဆက်တွဲစုံစမ်းစစ်ဆေးနေပြီးထွက်ပြေးသွားတဲ့ရင်မောင်းကိုလည်းရှာဖွေနေပါတယ်ရှင်။အကိုတိုင်းမင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လန်းဘေးမှာထိုင်းခြားတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နယ်စခန်း မနေ့ကမနေ့အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင် PDF တရင်ကတာဝန်ရှိသူတဦးပြောပါရယ်စစ်ကွင်းတာဆုံမှာဂိတ်စခန်းချနေတဲ့စစ်ကောင်စီတပ်သားတွေကိုမနေ့ကမနေ့တနာရီခွဲလောက်မှာတာယာဝတီခရိုင် PDF တရင်3800နှစ်တက်ခွဲနှစ်ကရဲဘော်တွေရှောင်းတခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှု2နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ဆိုပါရယ် ဒီစီးနဲ့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဘက်က9ဦးသေဆုံးပြီး6ဦးဒဏ်ရာရခဲ့တယ်လို့တပ်ခွဲနှင့်တာဝန်ရှိသူကပြောတာပါတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့လည်းသူကအသိပေးပါတယ်စီးနဲ့တိုက်ခိုက်ကြရချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်စခန်းထဲကကာပိုင်တနက်တလက်စစ်အသုံးဆောင်တချို့နဲ့ဆိုင်ကယ်တစ်စီးကိုတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်နောက်ပြီးစစ်ကွင်းတာဆုံစစ်စေးရေးဂိတ်ဘန်ကာမှာ ြန်လည်လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းဒီမနက်ပိုင်းမှာအဝေးထိန်ပုံနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါရယ်ဒီဖြစ်စဉ်မှာတော့စစ်ကောင်စီတပ်ရဲ့ထိခိုက်သိဆုံးမှုအခြေအနေကို People's Spring ကတိကျအတိမပြုနိုင်ပါဘူးရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါပြီရှင်မင်္ဂလာပါရှင် People Spring ကနေတင်ဆက်ပေးမယ်မတ်လ22ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့အစိုးရအဖွဲ့မှစစ်တပ်ကိုပို့ပြီးနေရာပေးလာမယ်ဥပဒေကိုအင်ဒိုနီးရှားပြည်သူတွေစန့်ကျင်စန္ဒပြတဲ့သတင်းနယ်မြေပိုင်နဲ့အငင်းပွားစရာမြေပုံကြောင်းတရုတ်နိုးလက်ဖက်ရေလုပ်ငန်းကိုမလေးရှားနဲ့ဗီယက်နမ်ပြည်သူတွေဒေါသထွက်နေတဲ့အကြောင်းမီးလောင်မှုကြောင့်မီးပြက်ရာကကမ္ဘာပေါ်မှာလေရင်အဝင်အထွက်အများဆုံးလေးစိတ်ဖြစ်တဲ့ လန်ဒန်ရဲ့ဟီသရိုးလေဆိပ်တစ်နေ့လုံးပိတ်ထားရတဲ့ဖြစ်စဉ်ဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင်။အရပတ်အစိုးရရဲ့မှာစစ်တပ်ရဲ့နေရာယူနိုင်ခွင့်တွေကိုပိုပြီးချဲ့ထွင်ပေးမယ်ဥပဒေသစ်အပေါ်အင်ဒိုနီးရှားနိုင်ငံမှာစန့်ကျင်ဝေဖန်မှုတွေမြင့်တက်နေပါဗါ။အင်ဒိုနီးရှားလွှတ်တော်ဟာအငင်းပေါ်စရာတွေအများကြီးရှိနေတဲ့ဥပဒေအပြောင်းအလဲကိုမဲပေးအတည်ပြုခဲ့တဲ့နောက်နိုင်ငံရေးသူတွေတွေကဒီလောက်ရဟာအရှိတောင်အာရှဒေသတွေနိုင်ငံရဲ့စစ်တပ်အုပ်စိုးရအမှောင်ခေနေရက်တွေစီ ြန်ဥတီသွားစေနိုင်ကြောင်းသတိပေးခဲ့ပါတယ်။အင်ဒိုနီးရှားမှာစစ်ကောင်းဆောင်ဆူဟာတိုရဲ့32နှစ်ကြာအုပ်ဆိုးမှုက1998ခုနှစ်မှာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အခုသတ်မှတ်လိုက်တဲ့ဥပဒေအပြောင်းလဲကိုဆူဟာတိုရဲ့သတ်မှတ်လဲဖြစ်အင်ဒိုနီးရှားအထူးတပ်ဖွဲ့အကြီးအကဲဟောင်းလဲဖြစ်တဲ့သမဒါပရာဘိုဝိုဆူဘီယန်တိုကစတင်အစိုးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီဥပဒေသေးအရာအင်ဒိုနီးရှားစစ်ဘက်အရာရှိတွေဟာအငိမ့်စားမယူပဲဒါမှမဟုတ်လက်ရှိစစ်ဘက်ယာတုကနေမှနှုတ်ထွက်ပဲ အစိုးရဌာနတွေမှာယာတူးယာကန်တွေပို့ပြီးခန့်အပ်ကန်ပိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ယာနဲ့ချီတဲ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေဟာမတ်လ19ရက်နေ့ကလေးကလွှတ်တော်ရှိမှာယာယီတပိတ်စကန်ဖွင့်ထားပြီးအဲ့ဒီဥပဒေအပြောင်းအလဲနဲ့ပတ်သက်လို့ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ဒီမိုကရေစီရဲ့အနှစ်သာရအရစစ်တပ်ဟာနိုင်ငံရေးထဲမှာပါဝင်လို့မရကြအောင်စစ်တပ်ရဲ့နေရာဟာစစ်တမ်းလျှသာဖြစ်ပြီးစစ်တပ်ရဲ့တာဝန်ကနိုင်ငံကိုကာကွယ်ဖို့သာဖြစ်ကြောင်းဆန္ဒပြသူတွေကပြောပါတယ်။ လွှတ်တော်ကလက်ခံလိုက်တဲ့ဥပဒေအပြောင်းအလဲအရစစ်တပ်အရာရှိတွေဟာအရက်ပတ်ဌာန၁၀ခုရဲ့ယာဒူးနေရာတွေခန့်အပ်ကံပိုင်ခွင့်ကနေဌာန၁၄ခုအထိချဲ့ထွင်းပြီးယာဒူးရယူလာနိုင်တော့မှာဖြစ်ပါတယ်။ပြီးတော့စစ်ပတ်အရာရှိတွေရဲ့ပင်စင်သက်တမ်းကိုလည်းတိုးပစ်လိုက်ပြီးအခုဆိုရင်အမြင့်ဆုံးအဆင့်ကျယ်၄ပွင့်ဘိုလ်ချုပ်တွေဟာမူလပင်စင်အသက်အရွယ်60ကနေ63နှစ်ကိုတိုးမြင့်ပြီးတာဝန်ထမ်းဆောင်ခွင့်ရလာကြပါတယ်။မတ်လ20ရက်နေ့မှာတော့အရေးအတွက်ထောင်ကနန်းရှိတဲ့စန္ဒပြသူတွေဟာ လွှတ်တော်ရှိမှစုဝေးပြီးဥပဒေအပြောင်းအလဲကိုစန့်ကျင်ကြောင်းကြွေးကြော်နေကြတာကြောင့်ရဲရီနဲ့စစ်သားတွေကလွှတ်တော်ကိုလုံခြုံရေးယူစောင့်ကြပ်နေကြရပါတယ်။တချို့အခြေအနေတွေမှာတော့လွှတ်တော် CEO ကိုကြော်တက်ဖို့ကြိုးစားတဲ့ဆန္ဒပြသူတချို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားပြစ်ပခတွေဖြစ်ခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။လွန်ခဲ့တဲ့25နှစ်တာအတွင်းအင်ဒိုနီးရှားရဲ့နိုင်ငံရေးနဲ့အရက်ဘတ်စီမံအုပ်ချုပ်မှုတွေမှာစစ်တပ်ရဲ့ပအဝင်ပတ်သက်ခွင့်ကိုကန့်သက်ဖို့အားထုတ်မှုတွေရှိခဲ့တဲ့အတိုင်းအောင် ဒီဥပဒေအပြောင်းအလဲမတန်ခင်ကတည်းကအင်ဒိုနီးရှားစစ်တပ်ရဲ့ယာတုလက်ကင်အရာရှိ2600နီးပါးလောက်ဟာအရက်ဘတ်ယာတုတွေကိုပါရယူထားခဲ့ပြီးဖြစ်တယ်လို့ပြည်တွင်းလူအခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ခုရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်ရှင်။နယ်မြေပိုင်နဲ့သတ်မှတ်ချက်နဲ့ပတ်သက်လို့အငင်းပွားမှုတွေဖြစ်ပေါ်စေတဲ့မြေပုံကို application ထဲထည့်သွင်းမိခဲ့တဲ့နောက်တရုတ်ရဲ့နိုလက်ဖက်ရေလုပ်ငန်းစုကြီးချာကြီးဟာမလေးရှားနဲ့ဗီယက်နမ်ပြည်သူတွေရဲ့ဒေါသနဲ့ကြုံတွေ့နေပါတယ်။ ချာဂျီဟာဗီယက်နမ်အတွက်ထုတ်ဝေတဲ့ application တွေကမြေပုံမှာ9 dash line လို့ခေါ်တဲ့နယ်နမိတ်သတ်မှတ်မြင်းကိုထည့်သွင်းထားခဲ့ရာကပြဿနာတွေစခဲ့တာပါအဲ့ဒီနယ်နမိတ်မြင်းဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အားလုံးနီးပါးကိုတရုတ်ပိုင်နဲ့ဖြစ်သတ်မှတ်ဖို့တရုတ်အစိုးရကတစ်ဖက်သက်ရေးဆွဲထားတာဖြစ်ပါတယ်တရုတ်ဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့ကိစ္စနဲ့ပတ်သက်ပြီးဖိလစ်ပိုင်မလေးရှားဗီယက်နမ်ဘရူနိုင်းစတဲ့ဒေသရင်းနိုင်ငံတွေနဲ့အငင်းပွားမှုတွေရှိနေပါတယ် အငင်းပွားစရာမြေပုံကို application မှာတုံးဆွဲမိတဲ့နောက်ချာဂျီရဲ့ Vietnam နိုင်ငံအတွက်ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာမှာဒေါသတကြီးဝေဖန်ရေးသားထားတဲ့မှတ်ချက်တွေလောင်ပြောင်မှုတွေကို တွေ့လာရပါတယ်။ဒီလိုမြေပုံမျိုးကိုထည့်သုံးခဲ့တဲ့ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကိုလည်းအပြင်းအထန်ဝေဖန်နေကြပါတယ်။ချာဂျီဆိုင်ခွဲပေါင်း100ကျော်ဖွင့်လှစ်ထားတဲ့မလေးရှားမှာလည်း Vietnam လိုပဲခါးတိတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာပြီးကုမ္ပဏီကိုတပိတ်မှောက်ကြဖို့လူမှုကွန်ရက်ပေါ်စော်အုံးမှုတွေရှိနေပါတယ်။ အကြောင်းရင်းကတော့ 9-line အရမလေးရှားရေပိုင်နက်ကိုပါတရုတ်ကပိုင်နက်ဖြစ်သိမ်းသွင်းသတ်မှတ်တဲ့သဘောဖြစ်နေတာကြောင့်ပါချာဂျီဟာဗီယက်နမ်ရဲ့ပထမဆုံးဆိုင်ကိုဟိုချီမင်းစီးတီးမှာဖွင့်လှစ်ဖို့စီစဉ်နေပြီး application ကို download ဆွဲတဲ့သူတွေကိုအခမဲ့ဝန်ဆောင်မှုတွေပေးအပ်မဲ့ကမ်းလှမ်းချက်မိတ်ဆက်ခဲ့ပါတယ်ဒါပေမဲ့လည်း application ထဲမှာအငင်းပွားစရာမြေပုံပနေတာကြောင့်ဗီယက်နမ်ဈေးကွက်ထဲဝင်ဝင်ချင်း မျက်နှာပြက်စရာဖြစ်ခဲ့သလိုဆိုင်းအသစ်ဖွင့်လှစ်မဲ့ကိစ္စကိုလည်းရွှေ့ဆိုင်းထားရဖို့ရှိနေပါတယ်။ပွဲစုနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးခြားကြီးကဘာမှတ်ချက်ပေးဖြည့်ရှင်းမှုမှမရှိသေးသလိုတရားဝင်တောင်းပန်တာမျိုးလည်းမလုပ်သေးပါဘူး။ဗီယက်နမ်နဲ့မလေးရှားမှာတော့ခြားကြီးရဲ့လုပ်ရဟာလေးစားမှုကင်းမဲ့တဲ့အထိပ်ပဲဖြစ်နေပြီးဈေးကွက်ထဲကပြန်ထွက်သွားဖို့တောင်းဆိုတာတွေပါရှိနေပါတယ်။ခြားကြီးကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာပထမဆုံးစတင်ထူထောင်ခဲ့ပြီး အခုတော့အာရှတရဲ့နိုင်ငံတချို့စီဈေးကွက်ဖြန့်ကျက်လာနိုင်ပြီဖြစ်ပါတယ်စင်ကာပူထိုင်းနဲ့မလေးရှားတို့မှာခြားကြီးရဲ့ဆိုင်ခွဲတွေအများပြဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်ဗြိတိန်နိုင်ငံလန်ဒန်မြို့တော်ရဲ့ဟီသရိုးလေဆိပ်မှာဓာတ်အားပြတ်တောက်မှုတွေကြောင့်တစ်နေ့လုံးပိတ်ထားရမယ်လို့သိရပါတယ်ကမ္ဘာပေါ်မှာလေယာဉ်အဝင်အထွက်အများဆုံးလေဆိပ်တစ်ခုဖြစ်တဲ့ဟီသရိုးကိုပိတ်ထားရတာကြောင့်ဗြိတိန်ရဲ့လေကြောင်းတည်ယူပို့ဆောင်ရေးကဏ္ဍမှာရှုပ်ထွေးမှုတွေအခက်အခဲတွေကြုံလာရပွဲရှိနေပါတယ် ဟီထရိုလေဆိပ်ကတော့မတ်လ22ရက်နေ့တနေ့လုံးပိတ်ထားမှာဖြစ်သလိုနောက်ထပ်ရက်ပိုင်းလောက်မှလည်းမလိုလားအပ်တဲ့နှောင့်နှေးမှုတွေပြဿနာတွေရှိကောင်းရှိနိုင်တာကြောင့်ခရီးသည်တွေကိုမဖြစ်မနေကိစ္စမျိုးမဟုတ်ရင် ခရီးမထွက်ကြသေးဘူးအကြံပေးထားပါတယ်ခရီးသည်တွေဝန်တန်းတွေလုပ်ပေါ်ကင်ဘတ်တွေရဲ့လုံခြုံရေးကိုအလေးပေးတဲ့အနေနဲ့လေဆိပ်ကိုမတ်လ22ရက်ညတကောင်အထိပိတ်ထားဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ကြောင်းဟီထရိုလေဆိပ်ကထုတ်ပြန်ခဲ့ပါတယ် လေစိတ်ကိုတအားထောက်ပံ့ပေးနေတဲ့ဓာအားခွဲယုံတစ်ခုမှာမတ်လ20ရက်နေ့ကအပြင်းထန်မီးလောင်မှုဖြစ်ပွားခဲ့တဲ့နောက်ဟီထရိုးလေစိတ်မှာမီးတွေပြက်ကုန်တာဖြစ်ပါတယ်။ခရီးသည်တွေအတွက်စိတ်ပျက်စရာဖြစ်မယ်ဆိုတာကိုကောင်းကောင်းနားလည်ကြအောင်အခြေအနေကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားသွားမှာဖြစ်ကြောင်းလေစိတ်တာဝန်ရှိသူတွေကပြောပါတယ်။လေစိတ်ဘက်ကခရီးသည်တွေကိုတောင်းပန်ကြောင်းတရားကြေညာထားသလိုနောက်ဆက်တွဲကြေညာချက်တွေကိုစောင့်နားထောင်ဖို့လည်းမြစ်တာရက်ခံထားပါတယ်။ဗြိတိန်မှာအကြီးအမားဆုံးလေစိတ်ဖြစ်တဲ့ဟီထရိုးဟာ နေ့စဉ်လေရင်ခရီးစဉ်1300ဝန်းကျင်အစင်းအတက်ပြုလုပ်လေရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့2024ခုနှစ်တုန်းကဟီထရိုးလေဆိပ်ကိုအသုံးပြုခဲ့တဲ့ခရီးသည်ဦးရေဟာ84သန်းနီးပါးရှိခဲ့တယ်လို့သိရပါတယ်ရှင် People's Free ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင် ဆိုင်ဝန်တန်းရဲ့ပေါ်ဆမှုကြောင့်မတော်ရမပြင်းပြင်းထန်ထန်အပူလောင်သွားခဲ့တဲ့ delivery သမားကို Starbucks Coffee ဆိုင်လုပ်ငန်းကနေ့နာချေဒေါ်လာ30ပေးဖို့တရားရုံးတစ်ခုကအမိန့်ချခဲ့ပါတယ်။ American နိုင်ငံ California ပြည်နယ် jury အဖွဲ့ရဲ့ဆုံးဖြတ်ချက်ဟာကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Starbucks အတွက်တော့ထိုးနှက်မှုတစ်ခုပါပဲ။အဲ့ဒီအမှုကလွန်ခဲ့တဲ့9နှစ်2020ပြည်နယ်တုန်းကဖြစ်ခဲ့တာပါ။အဲ့ဒီတုန်းကအသက်25နှစ်သာရှိသေးတဲ့ delivery ရှင်မောင်း Michael Garcia ဟာ Starbucks စိုင်းဝန်တန်းတဦးစီကနေလက်ဖက်ရည်ပူ၃ခွက်ကိုလာယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတဲကတစ်ခွက်ကိုစိုင်းဝန်တန်းကတေးသေးချာချာအဖုံးပိတ်မထားခဲ့တာကြောင့်ဂါစီယာစီရောက်ရောက်ချင်းပဲမှောက်ကြခဲ့ပါတယ်။ပွပွဆူနေတဲ့ရေနွေးနဲ့ဖြော်ပြီးခါစားလက်ဖက်ရည်ဟာဂါစီယာရဲ့ပေါင်ကျန်တဲ့လိန်အင်ကာတဝိုက်ကိုအပြင်းအထန်အပူလောင်စေခဲ့တာပါ။သူကိုဆေးရုံစီအရေးပေါ်တင်ပို့ခဲ့ရပြီးဆရာဝန်တွေကခက်ခက်ခဲခဲခွဲစိတ်ကူတာခဲ့ရပါတယ်။ ရှင်နွေးပူဟာဂါဇီယာရဲ့လေအင်ကာကအာယုံကြောတွေကိုထိခိုက်ပျက်စီးစေခဲ့ပြီးအခုဆိုရင်သူဟာပိုပြီးထိလွယ်ရှလွယ်ခံစားနာကျင်နေရတယ်လို့တရလူဖြစ်သူကပြောပါတယ်။သူ့ရဲ့ယောက်ျားဘဝကိုကယ်တင်ဖို့ဆရာဝန်တွေဟာဝက်အရည်ပြားကိုပါအစားထိုးကုသတာတွေလှုပ်ဆောင်ခဲ့ရပါတယ်။ Starbucks ကဂါဇီယာကိုဒေါ်လာ3သန်းနဲ့အမှုကြေအေးဖို့ကန့်လန့်ခဲ့ပေမဲ့ဂါဇီယာကတော့တရားရုံးစရိတ်တွေနဲ့တခြားနှင်နာမှုတွေကိုပါထယ်ပေါင်းပြီး ဒေါ်လာတန်60တောင်းဆိုခဲ့တယ်လို့သူရှိနေတွေကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတော့ဂျူရီအဖွဲ့ကဂါစီယာရဲ့ဘဝတစ်ခုလုံးထိခိုက်ပြောင်းလဲသွားစေနိုင်လောက်တဲ့နှင်နာမှုအတွက် Starbucks ကဒေါ်လာတန်50ပေးရမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Starbucks ကတော့နှင်နာသူအတွက်စာနာဝန်နေပေမဲ့ဂျူရီဆုံးဖြတ်ချက်ကမှမျှတဘူးလို့ယုံကြည်ကြောင်းလိုရာထက်လွန်ကဲနေတဲ့အဲ့ဒီစီရင်ချက်ကိုအယူခံဝင်သွားမှာဖြစ်ကြောင်းသဘောထားမှတ်ချက်ပေးထားပါတယ်။ဂါစီယာရဲ့ရှင်နေအဖွဲ့က ဒီလိုရလမျိုးထွက်ပေါ်လာစေဖို့သူတို့ရဲ့အမှုတွေဘက်ကနေနှိရှေလာများစူးစမ်းတိုက်ပွဲဝင်ပေးခဲ့ရကြောင်းပြောကြားသွားပါတယ်ရှင်။